dashboard ကလည်းအနေအမြင်လုံးလို့ရသလို shop bar ကလည်းအနေအမြင်လုံးလို့ရတကယ်တမ်းတော့ तू က sport mode ချိန်လိုက်လို့ရှိရင်ဒါကြီးက auto ချိန်ပြီးတယ် sport mode ချိန်လိုက်ပြီးဆိုတာနဲ့ dashboard ကြီးကအောက်ကိုကျသွားလုံးဝမြင်ကွင်းကပုံကြီးရှင်းသွားတယ်သူ့ရဲ့ top speed က200 km/h ထိမောင်းလို့ရ drive mode 6ခုမှာ eco comfort performance performance ကတော့ကျွန်တော်ခုနကပြောဆို sport mode ပဲပြီးရင်အောက်သင်းရယ် snow individual ဆိုပြီးတော့6မျိုးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့အောင်စရာလမ်းနဲ့တပင်ရွှေတီလမ်းတောင်းမှာရှိတဲ့ Voyage ရဲ့ showroom ကိုရောက်နေရဖြစ်ပါတယ်ဒီ showroom ထဲမှာဆိုလို့ရှိရင်လုံးဝ luxury အဖြစ်ဆုံးအနည်းကြီးကြီးအဝေးကြီးကြီးအတွင်းကြီးကြီးအပြည့်ကြီးလုံးဝ luxury ဖြစ်ပါတယ်ဆိုတော့ SUV ကားတစ်စီးကိုကျွန်တော်လိုက်ပြပါမှာဖြစ်ပါတယ်လက်ကြည့်အောင် ကျွန်တော်ဘေးမှာမြင်ရတဲ့ကားကတော့ Voyage ရဲ့ Luxury SUV တစ်စီးဖြစ်တဲ့ Voyage Free ပဲဖြစ်ပါတယ်။အဲ့တော့ Voyage နဲ့ကျွန်တော်နဲ့အကြောင်းကိုနည်းနည်းလေးပြန်ပြောရမယ်ဆိုကျွန်တော်မှတ်မိတာမမအောင်ဆိုလို့ရှိရင်မနစ်ကဒီအချိန်လောက်မှာပဲဘာလို့ဆိုတော့မိုးရွာတယ်။ဒီနှစ်လဲလာရတဲ့အချိန်မှာမိုးရွာတယ်။ မနေ့ကဒီချိန်မှာပဲသူတို့ရဲ့ voyage ရဲ့ free ရဲ့ dreamer ရဲ့ဆိုပြီးတော့ကျွန်တော်နှစ်စီးကိုဒီ showroom ထဲမှာကျွန်တော်လာပြီးရိုက်ခဲ့ပူတယ်ပြီးတော့မှာ series 3တို့ပြီးတော့မှာ honda ens 1တို့ဒါတွေအကုန်လုံးကိုကျွန်တော်ဒီ showroom visit အနေနဲ့ကျွန်တော်တစ်ခေါက်လောက်လာရိုက်ပူတယ်ဒီတစ်ခေါက်မှာမှာဒီ voyage free ကို first impression အနေနဲ့ကျွန်တော်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် voyage က line up အစ်စ်တွေလည်းထွက်နေပြီ voyage passion ဆိုတာထွက်နေပြီအဲ့ဒါတော့6လပိုင်း12ရက်နေ့မှာ launch လုပ်မယ်လို့သိထားတယ်အဲ့ဒီနေ့မှာဆိုတော့လုံးဝ special deal တွေနဲ့လာမယ်လို့လည်းသိထားအဲ့ဒါခဏထားအဲ့တော့ဒီကားကြောင့်ရင်ဆက်ပြောအောင် okay ဒီ voyage free ရဲ့ specification ကိုကျွန်တော်အကြမ်းမြင်ပြောရမယ်ဆိုလို့ရှိရင် ရှေ့မော်တာ160 kW ရှိတယ်။နောက်မော်တာ200 kW ရှိတယ်။ဟော dual motor ဖြစ်ပြီး all wheel drive ဖြစ်တယ်မော်တာနှလုံးပေါင်းလိုက်လို့ရှိရင်360 kW ဆိုတာနည်းနည်းတော့မဟုတ်ဘူးအဲ့ဒါကြောင့်လေသူ့ရဲ့ horse power က486 horse power ထွက်တယ် တော်တော်လေးကိုကျန်းတဲ့ horse power လို့လည်းပြောလို့ရတယ်နောက်ထပ်ထပ်ပြောရမယ်ဆိုရင်သူ့ရဲ့ top သူ့ရဲ့ top က920 Newton meter အထိထွက်ပြီးတော့0 to 100ကို4.4စက္ကန့်နဲ့ရောက်မဲ့ SUV တစ်စီးဖြစ်တယ် SUV လည်းမောင်းကျင်တယ်လုံးဝ share ပြင်းကျင်တယ်ဆိုတဲ့လူတွေအတွက်ကဒီကားကတော်တော်လေးကိုရွေးချယ်ဖို့တင့်တော်တဲ့ကားစီးလို့အကြမ်းမြတ်သတ်မှတ်လို့ရတယ်ပြီးတော့ဘာနောက်တစ်ခုရှိလဲဆိုတော့သူ့ရဲ့ top speed က200 km/h အထိမောင်းလို့ရဟာ200ဆိုတာနည်းနည်းတော့တော့မဟုတ်ဘူးနော် တချို့ကားတွေမှာဆိုရင်180လောက်မှာရက်သွားတာရှိတယ်တချို့ကားတွေမှာဆိုရင်160မှာရက်သွားရှိတယ်ဒီကားတော့200 km/h အထိမောင်းလို့ရရလို့ဆိုရတယ်ဒါပေမဲ့ကျွန်တော်တို့စမ်းမမောင်းဘူးသေးပါဘူးတချို့ပြောထားတဲ့ specs သေးကထက်နည်းနည်းလေးပိုရတာမျိုးကျွန်တော်တို့ကြုံဘူးတယ် 180ဆိုလို့ရှိရင်190လောက်ရတာမျိုးလဲကျွန်တော်တို့ကြုံဘူးတာဖြစ်တဲ့အတွက်ဒီကလည်း200ကီလိုမီတာပါအာဝါလောက်ထိမောင်းလို့ရရလို့ဆိုထားပြီမြဲဒီထက်များနည်းနည်းများပိုမောင်းလို့ရမလားဆိုတော့စမ်းမောင်းကြည့်မှာပဲသိမှာပါเนาะအဲ့ဒါတော့ရန်ကုန်မှာစမ်းမောင်းလို့ရကြင်မှာရပါလိမ့်မယ်เนาะအဲ့ဒီခုရှိတယ်ဒီကရဲ့ battery capacity က103 kWh အထိပါတာဖြစ်တယ်เนาะ battery capacity 100ကျော်ပါတဲ့ကားထဲမှာဒီကားကအထူးထူးခြားခြားကားထဲမှာပါတယ်လို့ပြောလို့ရတယ်ဒီစီချာရမှာသွဲမယ်ဆိုလို့ရှိရင်တော့မှတနအီခွဲနီးပါးလောက်သွဲရတယ် ော်တော်တော်လေးကိုသွင်းရမယ်ပြီးတော့သူ့ရဲ့ range ပေါ့သူ့ရဲ့ range ကတော့633 km အထိရတယ်လို့ဆိုထားတယ် CTC range မှာအဲ့တော့နည်းနည်းလေးတော့ short တွက်ရပါလိမ့်မယ်အဲ့တော့ဒီကားရဲ့အပြင်ပိုင်း design ကိုကျွန်တော်စပြောရပါလိမ့်မယ်ဒီကားမှာအနေအမြင်လုပ်လို့ရတာနှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ dashboard နဲ့ shock bar နဲ့ပဲဖြစ်ပါတယ်အဲ့တော့ dashboard ကလည်းအနေအမြင်လုပ်လို့ရတယ်လို့ shock bar ကလည်းအနေအမြင်လုပ်လို့ရတယ်အခုဒါဒီကျွန်တော် performance mode လို့လည်းပြောတယ် sport mode လို့လည်းခေါ်တဲ့ mode မှာကျွန်တော်ထားရတာဖြစ်တဲ့အတွက်ရုပ်ပြရဲ့ဘေးတိုက်ကြီးလိုက်လို့ရှိရင်ဒီကားကစီရင်ကြီးလားလို့ထင်ရလောက်အောင်အောက်ကိုဝက်သွားတာပဲဖြစ်ပါတယ်အဲ့လိုဝက် ်သွားတော့မှလည်းတကယ် performance အနေနဲ့ပြင်းမယ်ဆိုလို့ရှိရင်ပြင်းလို့ရမှာဖြစ်ပါတယ်။ Okay အဲ့ဒါကိုကျွန်တော်ပြီးတော့မှထပ်ပြီးတော့စမ်းပြရမယ်။အခုလောလောဆယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် shape bonnet ကြီးကတော်တော်ကြီးကြီးတယ်။ shape bonnet ကတော်တော်လေးကိုကျဲတာကိုတွေ့ရတယ်။ပြီးရင်ဒီအလဲမှာဒီခွဲလို့ရအောင်လို့ဒီမှာ line လေးနှစ် line ပါပြီးတော့ယူယူရှင်းရှင်းပဲရှေ့ကိုဆင်းလာတယ်ရှေ့တက်တက်မှာဆိုလို့ရှိရင်ဒီမှာကင်မရာရှိရဲသူ့ရဲ့ voyage logo လေးရှိတယ် alien လိုမျိုး logo လေးပေါ့เนาะအမဂျူသားလိုလိုဘာလိုလို logo လေးရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့ share လေးကလည်းတော်တော်လေးကြီးလို့ကောင်းတာကိုတွေ့ရတယ် သူ့ရဲ့အရှိတဲ့တဲ့မှာ360အတွက်ကင်မရာတစ်လုံးရှိတယ်အဲ့ကင်မရာရဲ့အောက်ကဘူရားရှိရဲ့ logo လေးကမီးလင်းတယ် alien logo လေးကမီးလင်းတယ်ပြီးလို့ရှိရင်သူကဒီဘေးတစ်လျှောက်အကုန်လုံးကမီးတန်းအပြည့်ဒီဘက်မီးလုံးအထိကိုရောက်သွားအဲ့မီးတန်းကတောက်လျှောက်ဒီလိုရောက်သွားပြီးရအောက်မှာ projector light အကြီးနှလုံးပါပြန်ဒီအောက်ကိုဆက်ကြည့်မယ်ဆိုရင်သူ့ရဲ့ share ရှိတယ်ပြီးရင်ဒီမှာရှေ့မှာ sensor က1 2 3ဆိုတော့ရှေ့မှာ sensor က6လုံးပါ ရှေ့မှာကြီးပဲဆန်သာ6လုံးပါတယ်ပြီးရင်ဒီအောက်မှာတော့လေဝင်ပေါက်လေးရှိတယ်ဒီလေဝင်ပေါက်ကနေပြီးတော့အထက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အထက်မှာရှီတန်းကြီးတွေပါကျွန်တော်တို့မြင်နေရတယ်အခုဒီ sport mode မှာထားရတာတော့မှဒီရှေ့မှာလွတ်တဲ့အလုတ်ကကုလမလောက်ရှိတယ်တော်တော်လေးလွတ်သေးတယ်ကားကလည်းအမဲရောင်ဖြစ်နေရလဲပါတယ် စပေါ့မုတ်ထားရလဲပါတာဖြစ်တဲ့အတွက်နည်းနည်းမြတ်ဝင့်နေရလို့သာခံစားရတာတကယ်တမ်းတော့ ground clearance ကလွတ်တာလွတ်နေတော့မှာโอเคဘေးကိုဆက်ကြည့်အောင်ဒီဘက်ဘေးကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်လေရိုးရိုးရှင်းရှင်းပဲဒီမှာ360အတွက်ကင်မရာတစ်လုံးပါတယ်တကားလက်ကင်တွေကအပြောက်တွေဖြစ်သွားပြီအဲ့ဒီလက်ကင်အပြောက်ကူမှတစ်ခါဘာလေးထူးထူးခြားခြားပါလာဆိုဒီအနောက်နားလေးမှာမီးလေးပါတယ် ညာဘက်တွေပါလေဆိုလို့ရှိရင်ဒီမီးလေးကိုကြည့်ပြီးတကားဖွင့်မယ်ဆိုရင်ဖွင့်လို့ရအဲအဲ့အခြေအနေမှာရှိတယ်ပြီးတော့ဒီမှာတာယာ size ကိုကြည့်အောင်တာယာ size ကိုကြည့်မယ်ဆိုရင်255 45 R 20ကိုသုံးလာတယ်ဒီကားနဲ့ race size 20နဲ့ကတော်တော်လေးကိုကြည့်လို့ကောင်းတာကိုတွေ့ရတယ်ပြီးရင်ဒီ design ပေါ့နော်ဒီ design ဒီတစ်လက်ပုံစံမျိုးလေးအဲ့ဒါလေးကကားတကယ်မောင်းနေတော်တော်လှမယ် design လေးသူများကြီးမောင်းရတယ်ကျွန်တော်ဘေးကလိုက်ကြည့်လို့ရှိရင်ဒီ design လေးကတော်တော်လေးလှမျက်စီလေးဒါတော်တော်လေးဆွဲတဲ့ဒီဇိုင်းလေးဒါလေးอ่ะโอเคအဲ့တော့နောက်ကိုဆက်ကြည့်အောင် โอเคကားရဲ့နောက်ပိုင်းကိုရောက်လာပြီကားရဲ့နောက်ပိုင်းကိုရောက်လာတဲ့အချိန်မှာကားအပေါ်ကနေရောပန်နိုရမစ်ဆန်ရူကနေရောတောက်လျှောက်ထဲလာလိုက်ရာပြီးရင်သူဖြတ်လိုက်တယ်ဖြတ်လိုက်ပြီးတော့ဒီမှာစပိုင်လာတစ်ခု original ပါပြီးသားဖြစ်တယ်သူစပိုင်လာလေးကအပိတ်မဟုတ်ဘူးဒီကနေပဲအပွင့်လေးဖြစ်တယ်ရှေ့တက် တက်ကလာတဲ့လေကိုဒီအောက်ကနေဖွဲပြီးတော့လေကိုဖြန့်မေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးမှရှိတယ်ပြီးရင်နောက်မှာနောက်တော့ပါတယ်ပြီးရင်ဒီမှာသူရဲ့ဒီမီးလုံးဒီဇိုင်းလေးကတော်တော်လေးလာနှစ်ခု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 အတွဲလေးအဲ့အတွဲကဘယ်ထိသွားဆိုတော့ဒီကနေပြီးတော့ဒီဘက်အစုံအထိသွားတယ်ဒါတော့လောက်သွားတယ်အဲ့အတွဲလိုက်လေးတွေကပြီးလို့ရှိရင်ဒီမှာ ဖရိတ်မီးလေးကအဆအဆုံလေးပါဟိုဘက်ထိတ်ကနေဒီဘက်ထိတ်ထိနော်သူ့ဒီဇိုင်းလေးကဒီလိုတဲလာတယ်ဒီလိုလေးပြန်တက်သွားတယ်ဒီလိုပြန်ဆင်းသွားတယ်အဲဝေဗင်းလေးအဲ့လိုပုံစံမျိုးလေးလှုပ်ထားတာကိုတွေ့ရတယ်နောက်ဖုံးဒီဇိုင်းကတော့ရိုးရိုးရှင်းရှင်းပဲပြီးရင်အနောက်မှာလည်းစန်သားက10နှစ်3လောက်နောက်မှာလည်း6လုံးပါနော်ဆန်သာရှေ့6လုံးနောက်6လုံးပါတယ်ပြီးရင်နောက်မှာ back camera လုံးပါတယ်ပြီးတော့ဒီကားမှာကျွန်တော်ပထမအုံဆုံးတွေ့တွေ့ချင်းတော့ကတော်တော်လေးယွာလေဝါတခုရှင်ကျွန်တော်လိုက်ရှာအနောက်ဘုံဖွင့်တဲ့ခလုတ်လိုက်ရှာဒီဘော်လေးရှာတယ်ဒီအောက်လေးရှာမတွေ့ဘူးဘယ်တွေ့မလဲသူကဒီနေရာမှာထည့်ထားတာ နောက်တော့ရဲ့အောက်တက်တက်မှာထည့်ထားတာနောက်ဖုံးမော်တာဖြစ်တယ်နောက်ပြီးတော့ဒီကားကကာဂိုစပေ့စ်တော်တော်လေးကိုကျဲတဲ့ကားထဲမှာပါတယ်နည်းနည်းကျဲတာမဟုတ်ဘူးတော်တော်လေးကိုကျဲတာဥပမာမြင်တဲ့အတိုင်းပဲအဲ့ဒီအပြင်ဘာလေးအပူပါလဲဆိုတော့ဒီကားထဲမှာဒီနေရာမှာမီးတန်းလေးနဲ့တန်းပါဒီမှာတစ်ခုပါတယ်ဒီဘက်မှာတစ်ခုပါနှစ်ခုပါမိန်းကเนาะအဲ့မီးလေးနဲ့ညာဘက်ဆိုတော့တော်တော်တိတာပါနေဘက်ကတော့တိတ်မတိတာပါเนาะအဲ့အခြေအနေမှာရှိရဲဒီပေါ်မှာနောက်ရင်းလေးလေးပါတယ်ဟုတ်မိုက်တယ်သူရဲ့ဒီ ဘေးသားတွေပေါ့ဒီဟာတွေရဲ့ build quality က helpless တော့ helpless ပဲအဲ helpless ကိုမှတော်တော်လေးကိုအာ quality ကောင်းတဲ့ helpless ကိုသုံးထားတာကိုတွေ့ရတယ်ဒီဘွားရှမ်ဝိုင်းလေးဆိုလဲလုံးဝမိုက်တယ်ကြားစီလားအပေတွေလဲခံမယ်နော်ကင်လို့ရှိရင်လဲလုံးဝ fee ပဲဒါလေးတွေကတော်တော်လေးကိုမိုက်တာကိုတွေ့ရတယ်โอเคအဲ့တော့စာပွဲဆက်ရမယ့်အချိန်ကိုရောက်ပါပြီစာပွဲဆက်ကြပါမယ်အာ အဲ့လိုထိလိုက်တာနဲ့ပြန်တက်သွားတဲ့ feeling လေးကိုတော်တော်ကြိုက်တာကျွန်တော်ကခလေးတာမရှိသေးတာပေါ့နော်ခလေးတာရှိရလို့ရှိရင်တဲ့မှာကျွန်တော်တို့ကဒီမှာပစ္စည်းတွေတင်ပြီးမှကျွန်တော်တို့ကခလုတ်ကိုနှိပ်ပြီးထွက်သွားလိုက်တဲ့အချိန်မှာခလေးကလာပြီးတော့ဒီမှာတခုပေါ့ဗျာခေါင်းနဲ့တိုက်မိတာပဲဖြစ်လက်နဲ့ညံ့သွားတာပဲဖြစ်ဖြစ်မှကျွန်တော်အရန်ဆိုးရိမ်တာအဲ့လိုမျိုးထိလိုက်တာနဲ့ပြန်တက်သွားတဲ့ feeling လေးကတော်တော်လေးကြိုက်တယ်နော်ဒီကဆာမီဝဲအောင်သွားပါပြီဟောသူအပေါ်အရင်ပြန်တက်တာโอเคအဲ့တော့နောက်တစ်ခုရှိသေးတယ်ဟိုးရှေ့ဆုံးမှာလဲကာဝစ်စပေ့စ်တနေရာရှိသေးပြန်သွားကြည့်အောင် ဒီမှာပါဘောနက်ကိုဖွင့်လိုက်လို့ရှိရင်ဒီမှာသူ့ရဲ့ cargo space တတ်တတ်ပါသေးတယ်ဒီ cargo space ကလည်းတော်တော်လေးကျယ်တယ်ဒီထဲမှာထားပါတော့ရေဘူးတွေပဲထည့်မလားအဝတ်အိတ်တွေပဲထည့်မလားเนาะကိုယ့်ရဲ့ tools လေးတွေပဲထည့်မလားတော်တော်များများထည့်လို့ရတဲ့အခြေအနေရှိတယ်เนาะ size ကတော်တော်ကြီးတယ်ကျွန်တော် camera 8တွေပါလေဆိုလဲထည့်လို့ရတဲ့ size လောက်ရှိတယ်ပြီးရင် तू ကဒီမှာပါမီးပါတာဗျဒီနားလေးမှာပါမီးပါ तू တော်တော်လေးကိုထည့်သွင်းစဉ်းစားပြီးတာလားဟိုဘယ်လိုပြောအဖြစ်ထည့်ထားတာမဟုတ်ဘူးဗျာဒါ तू ကဒီမှာညာဘက် သုံးရမယ်ဆိုလို့ရှိရင်ဖွင့်လိုက်လို့ရှိရင်မမြင်ရမှာဆိုလို့ဒီနေရာဒီမှာပါမြည်ရထက်ထည်နေတာ။ဩတော်တော်လေးမိုက်တယ်။ဒီကတော်တော်လေးပြောစရာများရတယ်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်အထက်ကိုစပြောအောင်။ကဲအခုကတော့အတွင်းကနေရောက်ပြီ။အတွင်းကနေရောက်လာတယ်မပြောမဖြစ်ပြောကိုပြောရမယ်ကိစ္စတစ်ခုရှိတယ်။အဲ့ဒါဘယ်ကားမှမလည်းမပါဘူး။ဒီမှာရှိုးလိုက်။ နော်လောကမြင်ဝင်းကိုပို့ပြီးတော့မြင်ရစီတယ်ဗျတကယ်တမ်းတော့ तू ကစပော့မုတ်ချိန်လိုက်လို့ရှင်ဒါကြီးကအော်တိုချိန်ပြီးတယ်စပော့မုတ်ချိန်လိုက်ပြီးဆိုတော့နေ dashboard ကြီးကအောက်ကိုကျသွားလောကမြင်ဝင်းကပို့ပြီးရှင်းသွားတယ်ရိုးရိုး normal မုတ်မှာဆိုလို့ရှင်နော်ဒီ dashboard ကအပေါ်လေးမှာရှိတာဖြစ်တဲ့အတွက်ဟုတ်တော့ဟုတ်တယ်ဗျနည်းနည်းစိတ်ထဲမှာပေါ့နော်ဒါမြင်ဝင်းတော့ကွယ်သွားတာတော့မဟုတ်ဘူးဒါပေမဲ့စိတ်ထဲမှာပို့ပြီးရှင်းသွားတယ်လို့ခံစားရတယ်ကျွန်တော်တို့ကတော့ ော်တော်လေးကိုရှင်းသွားတာမြို့လာထိုင်ကြည့်တော့အဲ့လိုပဲပြောရတော့ပါပဲအဲ့ဒါနံပါတ်1တစ်ချက်ဖြစ်တယ်အဲ့ဒါပြီးတော့နောက်တစ်ခုကဒီထိုင်ကုန်လေသာစီးပြေကိုကနံပါတ်လေသာကိုသုံးလာတာလုံးဝ premium grade တွေကြီးပဲဒီအရှိထိုင်ကုန်နှလုံးသလုံးကထိုင်ကုန်အပူရောအေးရောရတဲ့အပြင်ကို massage တွေရဒီထိုင်ကုန်နှလုံးရဲ့ massage ကပါတယ်ဆိုရင်လေးလှုပ်ထားတာမဟုတ်အခုနောက်မှဖွင့်လာဆိုလက်ညှိုးနဲ့ဒီလိုလိုထိုးနေတဲ့ feeling ကိုရတယ်လုံးဝတကယ်ကိုထိတယ်ဗျာဒီလားအာ အေးစီစီပဲဒါမှန်းတည်းအထဲမှာအရင်ရိုက်တယ်ဗျာစိမ်းပဲအဲ့တော့ aircon လေးကလည်းဖွင့်လာတာဆိုတော့လုံးဝအဲ့ဒါ feel လေးနဲ့ရိုက်လို့ရတယ်သူက waving လည်းရတယ် roll လည်းရတာဖြစ်တဲ့အတွက်အဲ message က style ကနှစ်မျိုးပြောင်းပြီးတော့ကလီလို့ရတယ်သူက driver seat ကတစ်မျိုးဒီဘက်မှာ passenger seat ကတစ်မျိုးဆိုပြီးတော့သူကနှစ်မျိုးကလီလို့ရတယ်အဲ့ဒါကတော့လောလောဆယ်မှာအကြိုက်ဆုံးကိစ္စနှစ်ခုပဲပြီးလို့ရှိရင် okay အဲ့တော့စပြောအောင်စပြောရမယ်ဆိုလို့ရှိရင်ဒီအလဲကအစဒီအလုံးကကျွန်တော်ဘာမှမသိဘူးပြီးတော့မှပြန်ကြည့်လိုက်တော့ဒီအလုံးကဒါ camera เนาะဒီကားအထဲကိုပြန်လိုက်တဲ့ကင်မရာဖြစ်တယ်ဒီမှာဟို speaker ဆိုလို့5.1သုံးတာ speaker ဒီမှာလည်းလုံးပါတယ်ဒီနေရာမှာလည်းလုံးပါတယ် site ကဘာတွေမှာလည်းပါတယ်ဟို speaker ရဲ့ brand ကျတော့ Dai Audio ဆိုတဲ့ brand ကိုသုံးတာဖြစ်တယ်အဲ့ brand ကလည်းတော်တော်လေးကြာပြီနော် audio စိတ်ဝင်စားတဲ့လူတွေဆိုရင်သိတယ်တော်တော်လေးကိုနှစ်ပေါင်းတော်တော်ကိုကြာပြီဆိုတဲ့ brand ကိုမှသုံးတာတော့ audio system လေးလည်းတော်တော်လေးမိုက်တာကိုတွေ့ရတယ်โอเคအဲ့ဒါကြီးပြောမယ်ပြီးတော့ကြတော့ဒီမှာသုံးထားတဲ့ leather တွေလုံးဝမိုက်ကြီးလိုက်တာနဲ့ premium လောက်ဖြစ်တယ် ကန်လိုက်လို့ရှိရင်လည်းလုံးဝ soft touch လေးလေသာဆိုပေမဲ့လုံးဝ easy အဲ့လိုမျိုးလေးပြီးတော့အရောင်အတွဲဆက်လေးလက်မိုက်တယ်ဒီအရောင်လေးရဲ့နှက်ပြအရောင်လေးရဲ့ကားအမဲအောင်အွန်းတော့ဟာအဲ့ပုံစံလေးဖြစ်တယ်ပြီးတော့ကျွန်တော်တို့လိုမျိုးအဖိုးကြီးတွေအတွက်အဲ့အဲ့လိုပဲပြောအောင်ကျွန်တော်ကအဲ့လီဒီ AC ကိုခလုတ်တီးတတ်ပါရင်ကျွန်တော်ကကြိုက်ကိုကြိုက်တာအဲ့ဒါအောင်မှသူက dual aircon ဖြစ်တယ်သူက temperature control ကိုဘယ်ရောညာရောကိုယ်ကိုတတ်တတ်စီလုပ်လို့ရတယ်ကျွန်တော်နဲ့မဆုရဲ့အဒီကအကြီးမားဆုံးပြဿနာအဲ့ဒါပါဘာကြောင့်လဲဆိုတော့ကျွန်တော်တခါကျရင်အေးတာအရင်ကြိုက်တယ်ကျွန်တော်က ကျွန်တော်တဲ့မှာလှုပ်ရှားသွားလာပြီကားထဲဝင်လာပြီကျွန်တော်အေးကျင်လာသူကကြတော့ဟိုအဲ့လောက်ကြီးအေးမခံနိုင်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်အဲသူ့ရဲ့ temperature 26ပေါ့အဲကျွန်တော် temperature ကတော့အဲ short လိုက်ပါပေါ့20နဲ့လောက်အဲ့ဒီပုံစံမျိုးလေးသုံးလို့ရတယ်တောင်တောင်အငင်းပွားနေရမလို့နော်အဲ့အားလေးလည်းတော်တော်လေးမစိုးဘူးဒီအလဲက hazard mi တွေ fan speed တွေ mu chain တာတွေ auto တွေဒါတွေအကုန်လုံးကဒီအလဲမှာခလုတ်တွေအကုန်ပါတာဖြစ်တဲ့အတွက်တကူးဆိုဒီ touch screen ကိုတွားပြီးတော့နှိပ်စရာမလိုဘူး ဒီအပေါ်ကလုတ်လေးနှိပ်လိုက်လို့ရှိရင်အားလုံးကိစ္စကပြီးသွားပြီဒီရောက်ကိုဆက်ကြည့်မယ်ဆိုရင်ပထမဆုံးမြင်ရတာဒီမှာ wireless charging ဖြစ်တယ် wireless charging ကျွန်တော်ဆိုရင်ဒီမှာကားပေါ်ရောက်ခဲ့တဲ့အခါကျရင်အားသွင်းလာလိုက်တယ်အဲတော်တော်လေးအဆင်ပြေနေပြီးတော့ဒီကားမှာထူးခြားလေးနောက်တစ်ခုထပ်ပါတယ်အဲ့ဒါပါဆို touch pad လေးပါဒီ touch pad ကနေပြီးတော့အခုလက်ရှိတော့သုံးလို့ရတာတော့ volume auto shot တွေပါလေဒီမှာလုံးလို့ရတယ်တခြား function လေးလည်းသုံးလို့ရပါလိမ့်မယ်ကျွန်တော်ဒီမှာတချို့ဟာတွေကမဖွင့်တာတည်းဘူးအဲ့ဒီအခြေအနေမှာရှိတယ်ချို့တော်သူတွေက gear position ကိုဒီအလဲမှာထားမှကြိုက်တယ်ဆိုရဲ့လူတွေရှိတယ်အဲ့ဒီထဲမှာကျွန်တော်လည်းနည်းနည်းပါ နော်ဒီအပေါ်မှာတော့လွယ်တာပေါ့ဗျာဟိုပုံမှန်ကားအသေးတွေမှာမောင်းမယ်ဆိုရင်တော့ဒီအပေါ်မှာဆိုရင်လွယ်တယ်ဆိုပေမဲ့ performance နဲ့ပတ်သက်တဲ့ကားတွေမှာဆိုတော့ဒီနေရာမှာထားရင်ပုံပြီးတော့များအဆင်ပြေမလားလို့ကျွန်တော်ခံစားမိတယ်အဲ့တော့ gear position ကဒီအလဲကောင်းမှာဖြစ်တယ်ပြီးတော့ तू က brake နေပြီးတော့တန်းပြီးတော့ဒီကိုထိုးပြီးတော့ထွက်လို့မရဘူးသူ့ဘေးမှာခလုတ်လေးတစ်ခုပါတယ်ဘရိတ်လည်းနေရမယ်ဘေးကခလုတ်လေးတစ်ခုကိုနှိပ်ပြီးတော့မှ ဒီ ਉ ထိုးတော့မှဒီ ਉ ဝင်มาပဲဖြစ်ပါတယ်ပါကင်ကလုတ်ကဒီအပေါ်မှာဖြစ်တယ်ဒီအောက်မှာဆိုလို့ရှိရင်အော်တိုဟိုးတွေအာပါကင်ကလုတ်တွေလည်းပါသေးတယ်ပြာကက်ဖိုဒါလေးနှစ်ခုရှိတယ်ကက်ဖိုဒါလေးကဒီလိုလေးဖိတ်ထားမယ်ဆိုလည်းရတယ်ဖွင့်ထားမယ်ဆိုလည်းရဒီနောက်ကိုဆက်ကြည့်မယ်ဆိုရင်ဒီလက်တင်ခုံကကာဟူစပေ့စ်လေးဖြစ်တယ်ဖွင့်လိုက်လို့ရှိရင်ဒီလိုရင်ခွဲလေးပွင့်သွားဖြစ်ပြီးတော့ဖြစ်စီအနေငယ် ထည့်မယ်ဆိုရင်ထည့်လို့ရတယ်ဒါကတော့ပုံမှန်အတိုင်းပဲဒီရောက်ကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်း USB အပေါက်နှစ်ပေါက်ကိုတွေးရမှာဖြစ်ပြီးတော့ဒီနားလေးမှာလည်းပစ္စည်းတွေထားမယ်ဆိုရင်ထားလို့ရသေးတယ်နော်နေရာတွေရှိတယ်ပြီးနောက်ထပ်ကြိုက်တာတစ်ခုရှိတယ်ဒီဘောကမီလုံးလေးဒီဘောကမီလုံးလေးဒီဘောကမီလုံးမှာကမကြီးဟာဒီလိုလှိုင်းပုံစံမျိုးလေးအထက်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 လေးနဲ့နော်အဲ့ဒါလေးကြီးလေတော်တော်လေး premium look ကိုပေါက်တယ်လို့ပြောလို့ရတယ်ပြီးရင်ဒီမှာသူ့ရဲ့ voyage logo လေးကနှိပ်လိုက်လို့ရှိရင် ညံမှန်ထဲတယ်ဟိုလားလေကျွန်တော်အတော်သူတော်တော်လေးအဆင်ပြေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ညံမှန်ကြောက်တာတော်တော်များနေပြီเนาะညံမှန်နေလဲလိုရတာတော်တော်များနေအဲ့တော့ဒီနေရာလေးမှာသူကသူထဲတိုင်းအဆင်ပြေတယ်เนาะအဲ့အချိန်ဒီမှာအော်ပြီဒီအနောက်မှာကင်မရာလုံးပါသေးတယ်ဒီကင်မရာကအတွင်းထဲကလူကိုပြန်ရိုက်ဖို့เนาะအနောက်မှာမှာကိုဖြိုးတို့ကိုမောင်တို့မဟုတ်တာလုံးလို့ရှိရင်ပြန်ရိုက်လို့ရအောင်လို့ဒီမှာကင်မရာတစ်လုံးပါတယ်ပြည်ဒီပေါ်မှာပန်နိုရမစန်ရူကဒီကနေပြီးတော့ဟိုးပက်ဆင်ဂျာခေါင်းအပေါ်အထိတက်ဆက်သေး panoramic sunroof ကြီးဖြစ်တယ်သူဒီ panoramic sunroof ကအခုဒီအတိုင်းကြည်တာတော့မသူကလုံးဝအကြည်မဟုတ်ဘူးဗျာသိလားတချို့ဆိုရင်ဒီ panoramic sunroof ကလို့အကြည်ဆိုတော့ခေါင်းတွေပါပူမယ်လို့ထင်တယ်အခုဒီကနေကြည်လိုက်တာတော့မသူက layer လေးတစ်ခုပါတယ်ဗျာသိလားအရန်တည်တာတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်စာဖတ်ကြည့်ရသလောက်ဆိုရင်သူက UV ကို99%ကတ်လုတ်ပေးထားတယ်လို့ဘာလို့ကြောင်အဲ့လိုမျိုးပေါ့နော်သူ့မှာပါပြီးသားအဲ့ဒါအောင်မှာတစ်ခါထပ်ပြီးတော့ကျွန်တော် window flint တွေပါထပ်ကတ်လိုက်မယ်ဆိုလို့ရှိရင်လုံးဝဟိုအဲ့လောက်ကြီးခေါင်းစားရအောင်မလို့လုံးဝ ကောင်းကင်ကြီးကိုလည်းကြည့်လို့ရမှာခီးသွားမယ်ဆိုကောင်းကင်ကြီးကိုကြည့်မလားမိုးရွာလို့ရှိရင်မိုးရေဆက်လေးတွေပဲခံစားမလားဩအဲ့ပုံမှာတော့မှန်ကုတ်တင်လေးတစ်ခုထပ်တင်ထားတယ်ရေဆက်လေးတောက်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 နဲ့ကြားရတဲ့ feeling ကိုမယုံရင်ကြည့်ကြည့်ကြည့်အဲ့တကယ် feel နော်အဲအဲ့ဒါလေးလည်းတစ်ခုပြောပြရရှိတယ်ဒါပြီးရင် CRI နေဘာတွေကတော့โอเคကိုင်းလို့ကောင်းတယ်ပေါ့နော် CRI နေဘာတွေကတော့ကိုင်းလို့ကောင်းတယ်ကျွန်တော်အတွက်ကတော့ CRI ဂွေကနည်းနည်းများကြီးသလားပေါ့နော်အေးပေါ့ကားကလည်းအကြီးကြီးကိုကြီးမှာပေါ့နော်ထားပါတော့ဒီ CRI ရဲ့လုံးဘက်ကကိုင်းလို့ကောင်းတယ်လုံးဝလက်ထဲမှာကွက်တီပဲ ိုက် feeling ကတော့တကယ်ဟို grid လဲတကယ်မိတဲ့အနေအထားမျိုးမှာရှိတယ်အေးဟိုကီလို200တွေပါတကယ်ပြင်းမယ်ဆိုရင်တကယ်ဒီလိုမျိုးဘဲညာဒီလိုဇုံကင်ပြီးတော့ဆွဲမှာ ရင်းလို့ကောင်းမဲ့အနေထားမှာရှိတယ်။ကင်ရတဲ့ hand feeling လေးကလည်းတော်တော်လေးကိုမိုက်တယ်။လေသာတော်တော်ကောင်းတာကိုတွေ့ရတယ်။ပြီးရင်တော့ဒီမှာထုံးစံအတိုင်းပဲ cruise control တွေပါတယ်။ adaptive cruise control တွေပါတယ်။အာအစုံပဲเนาะဒီမှာ voice command ဖုန်းခေါ်တိုင်းခြားတိုင်းစသဖြင့်ဒါတွေအကုန်လုံးကတော့ဒါ model မြင့် car seat မှာပါမဲ့အတိုင်းအကုန်လုံးပါတယ်။ဒီညာဘက်မှာဆိုရင် wiper ဖြစ်ပြီးတော့ဘယ်ဘက်မှာဆိုရင် signal နဲ့ mini နဲ့ဖြစ်သွားပါပြီ။ဟွန်းဒါလေးတွေပါမယ်။ပြီးရင်ဩသူ့ရဲ့ဒီမှန်အတင်ချခလုတ်လေးကဒီဇောင်းလေးတွေကြာ တီးပန့်ကြီးဒီအပေါ်မှာလည်းမဟုတ်ဘူးဒီအောက်မှာဒီလိုဒဲ့လည်းမဟုတ်ဒီလိုဆောင်းဆောင်းလေးဒီလိုဆောင်းဆောင်းလေးနော်တော့လမ်းနှိမ့်မယ်ဆိုရင်လက်နဲ့လုံးဝကွတ်တီပဲဘာမှကြိုးစားနေကြမှာမလို့ဗျာဆိုလိုချင်တာကဗျာလက်တွေပါဒီလိုထောက်တယ်မလားတခါကျရင်လက်တွေပါဒီလိုထောက်ပြီးတော့နှိမ့်မယ်ဆိုရင်တခါကျရင်အောက်ကို၂00ရှိရဒီလိုအပေါ်ကို၂00ရှိသူအဲ့လိုမဟုတ်သူကလက်ကိုဒီလိုလေးပဲအသာလေးပဲနှိမ့်လိုက်ရုံပဲအဲ့အဲ့ feeling လေးနော် လက် position လေးတမျိုးလေးပြောင်းသွားတယ်သူကကြားထဲမှာဒီလိုဒီလိုစောင်းစောင်းလေးထည့်ပြီးလိုက်အဲ့ဒီအခြေအနေရှိတယ်နောက်ဘာတွေပြောစရာရှိသေးလဲဆိုတော့ရှေ့ကမ်းမှာတော့အကြမ်းမြင့်တာပဲဒီဘက်မှာဆိုလဲမီးချိန်နဲ့ခလုတ်လေးတွေလည်းပါတယ်သူကဒီမှာတောက်လျှောက် ambient light တွေပါပါသေးတယ်ဒီကားရဲ့ function တွေကိုပါတစ်ခါထပ်ပြောမယ်ဆိုရင်တော်တော်လေးပြောယူပါအောင်ပါနောက်နောက်ထပ်ကျွန်တော်မင်းနေရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ drive mode က6ခုပါတယ် drive mode 6ခုမှာ eco comfort performance performance ကတော့ကျွန်တော်ခုနကပြောဆို sport mode ပဲပြီးရင် outdoor ရယ် snow individual ဆိုပြီးတော့6မျိုးပါတယ်အခုဒါက performance mode မှာထားရတာအဲ့တော့အပြင်က shop bar ကလုံးဝအနေဖြစ်နေတယ်ခဏနေကြကျွန်တော်ပြန်အပေါ်ကိုပြန်တင်ပြမယ်တခြား mode ကိုချိန်လိုက်လို့ရှိရင် shop bar က auto အပေါ်ကိုပြန်တက်သွားမှာဖြစ်တယ်เนาะအဲ့ဒါလေးကျွန်တော်ပြီးရင်စမ်းပြမယ်အဲ့တော့နောက်ခန်းသွားကြည့် Okay ဒီကားတွေကိုဒါအခုမှဒါပထမဦးဆုံးနောက်ခန်းတွေကိုကျွန်တော်ဝင်လာပဲဖြစ်ပါတယ်ဒီတွေကိုဝင်လိုက်တာလည်းပထမဦးဆုံးသတိထားမိတာဒီ site ကားပါတွေပါလုံးဝ premium နော်ကင်လိုက်လို့ရှိရင် premium ဖြစ်တယ်လုံးဝ premium look လည်းပေါက်တယ် speaker လည်းနှလုံးပါတယ် site ကားပါပါပြီးတော့နောက်တစ်ခုကဒီထိုင်ကုန်အရန်သိတာတယ်ပုံမှန်ထိုင်ကုန်တွေဆိုဒီလိုဒဲ့ပဲရှိရတယ်ပြီးတော့ဒီထိုင်ကုန်ကအပေါ်ကိုဒီထိတ်နားလေးမှာအပေါ်ဒီလိုလေးထောင်ပေးတာအဲ့ဒါဘာမှသွားပြီးအကျိုးတရားမှုရှိလဲဆိုတော့ကျွန်တော်တကယ် highway ထိုင်တဲ့အခါကျရင်ဒီတကောက်ခွက်နဲ့ ဒီထောင်သားတဲ့ဟာလေးနဲ့လုံးဝသွားပြီးတော့ကွက်တိဒီလိုလေးသွားကြအဲ့လိုသွားကြတာဖြစ်တဲ့အတွက် highway စီးရင်တော်တော်လေးတတ်တာထိုင်ရတာတတ်တာပါဒီလိုရှိရ driver seat position ကလည်းကျွန်တော်ထိုင်မယ်မောင်းမယ်ဆိုတဲ့ပုံစံမျိုးကိုလှုပ်ထားတာတော့မှအနောက်မှာတထွာလောက်လွတ်တယ်။ကားဘလောက်ကြီးလဲဆိုစဉ်းစားစဉ်းစားကြည့်လိုက်တော့။နောက်ပြီးရင်ဒီအလဲကောင်မှာလည်းဖုနေရရေးပါဘာမှမရှိဘူး။ထိုင်မယ်ဆိုရင်နောက်တစ်ယောက်ကလည်းထိုင်လို့ရတယ်။ခေါင်းကလည်းဒီမှာ၃လုံးပါ။ခေါင်း၃လုံး၃လုံးပါတယ်။ပြီးရင်ဒီမှာလက်တင်လေးပါသေးတယ်။ကပ်ဖူတာလေးပါသေးတယ်။အာဒီလိုလေး မိုက်နော်အဲ့အခြေအနေလေးမှာရှိတယ်ပြီးရင်အလဲမှာ round angle အတွက်၄ပေါက်၂ပေါက်ပါတယ်အောက်မှာ type c တစ်ပေါက် usb တစ်ပေါက်ပါတယ်အဲ့တော့ဒီအနောက်မှာအားတွေပါတွင်းမဲ့ဆိုလဲတွင်းလို့ရတယ်နောက်ခန်းတော်တော်ကျယ်ပဲခုနကကျွန်တော်ပြောရရင်တော့ဒီ panoramic sunroof ကတကယ်ကျွန်တော်ပြောလို့မျိုးအပေါ်မှာ macro တင်လင်းသာတင်ထားပြီးတော့မိုးရေထဲမှာသာတကယ်စမ်းမောင်းရင်တော်တော်ခံစားလို့ကောင်းမဲ့ feeling မျိုးနော်ခံစားအောင်မယ်နောက်မှာ okay အဲ့တော့ဒီကားကို shopper အနေနဲ့လေးကျွန်တော်လုပ်ပြအောင် ကဲရှော်ပါအနေမြင်လေးစမ်းမယ်ရှော်ပါအနေမြင်လေးစမ်းမယ်ဆိုရဲနေရာမှာတော့ vice command နဲ့တော့အဲ့အောင်တက်ပါအောင်ကြာပါအောင်နေလုံးလို့တော့မရဘူးပေါ့ဗျာဒီလားအဲ့တော့မကူမျိုးကိုမှအကူညီတောင်းတာရတယ်အဲ့တော့အခုဒါက sport mode ရဲ့အခြေအနေပါ performance mode မှာဒီပုံစံမျိုးဖြစ်မှာပါဘလောက်အခြေအနေရှိလဲဆိုတော့ဒီမှာဖုန်းတစ်လုံးထိုးထည့်မယ်ဆိုရင်ထိုးထည့်လို့မရတဲ့အနေထားမှာရှိနော်ကျွန်တော်ဖုန်းလေးမှာထိုးထည့်မယ်ဆိုရင်တော့မှလက်တစ်လုံးလောက်လူနေသေးတာကိုတွေ့ရတယ်အဲ့တော့ eco mode လေးတောင်းပေးပါဆရာ vice command ပဲဒါလေ ်တက်သွားတယ်တဆင့်တက်သွားပြီနောက်တဆင့်တက်သွားတယ်ဩစီဒီမှာဖုန်းကလွတ်လွတ်ကျွတ်ကျွတ်ဝင်သွားပြီဟမ်ဒီမှာဒီမှာဒီမှာเนาะလုံးဝတဲ့ရယ်เนาะဒီမှာဒီလိုတဲ့မှာလဲဝင်နေဘလို့ဝင်ဝင်သွားပြီ အဲ့ဒီအခြေအနေမှာရှိတယ်เนาะဒီလောက်အခြေအနေကအခြားသော drive mode ၅မျိုးမှာဆိုရင်ဒီလောက်အခြေအနေမှာဖြစ်မှာဖြစ်ပြီးတော့ performance mode မှာဆိုလို့ရှိရင်လောက်ဝက်ပြီးတော့သွားပါအဲ့တော့ကျွန်တော်ပို့ပြီးသိတာဝအောင်လို့အခုဒါတခြားသော mode ကနေပြီးတော့ performance mode ကိုပြန်ပြောင်းပြပါမယ်ဒီလေးလောက်ပါအောင် performance mode လေးချိန်မယ် voice command ပဲဒါလေအဲတစ်ချက်နောက်တစ်ချက်နှစ်ချက်နေပါသူကတော်တော်ကိုသိတာလေဗျဒီမှာဖုန်းတစ်လုံးကိုမဝင်တော့ဘူး တဲဝင်ဝင်စောင်းဝင်ဝင်ဒီမှာမဝင်တော့ဘူးအဲ့ဒီအချိန်ဒီမှာရှိနော်โอเคအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ကတော့တော်တော်လေးကိုကြိုက်တယ်ဆိုတဲ့စကားတစ်ခုနဲ့နဲ့ပြီးပြီဒါပေမဲ့မပြီးတာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ခုနကပြောခဲ့သလိုပဲဒီကားက SUV type တော့ဖြစ်တယ်လောက Lexus ဆန်ဆန်စီးမယ်ဆိုရင်လည်းဒီကားကြီးကရွေးချယ်လို့ရတယ်ဘာကြောင့်လဲဆိုတော့တချို့အိမ်တွေမှာရှိတယ်ပတ်စံပေးဝယ်ရတာတော့ကိုပဲဒါပေမဲ့အဆုံးဖြတ်ချက်ချတာတယောက်ဒီပိုင်းဖြစ်နေတတ်တာရှိတယ်ကျွန်တော်ဆိုရင် SUV ဘယ်လောက်ကြိုက်ကြိုက်နော် အစီရင်တိုက်ဖို့ရွေးချယ်ရတဲ့ကာလမျိုးကြီးလေကျွန်တော်မှရှိခဲ့အဲအကြောင်းမို့လို့ဒီကားဆိုရင်နှစ်ယောက်စလုံးကြိုက်တဲ့အကြိုက်နဲ့တူသွားပြီဆိုလို့ရှိရင်ဒီကားကတော်တော်လေးကိုရွေးချယ်လို့ရပြီအဲ့ဒီအခြေအနေမှာရှိတယ်ပြီးတော့သူ့ရဲ့ performance ရဲ့သူ့ရဲ့ very capacity ရဲ့သူရတဲ့ range တွေရဲ့အားလုံးအကျန်းချင်းခြုံကြည့်လိုက်မယ်ဆိုရင်ပေးရတဲ့ဈေးနဲ့တန်တယ်လို့ကျွန်တော်အနေနဲ့ကတော့ယူဆတယ်နောက်ထပ်တစ်ချက်ကိုပြောရမယ်ဆိုရင်တော့သူပြောထားတဲ့အတိုင်းပေါ့နော်အဲ jewel motor ကို360 kW ရဲ့ feeling ယူလဲကျွန်တော်စမ်းတော့မောင်းကြည့်ချင် ဒါပေမဲ့ရန်ကုန်မှာဟိုနားဒီနားဆန်းပေါင်းတည်ုံနဲ့တော့ဒီဖီလီကတော့ကျွန်တော်အပြည့်ရမှာမဟုတ်ဘူးအကယ်၍များကျွန်တော်ခီးရီပိုင်းများသွားခဲ့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော် test ride မှာကျွန်တော်တီးတန့်တစ်ခေါက်ဆန်းပြပါအောင်မယ်ဘာလို့ဆိုတော့200 km/h ကိုတော့နည်းနည်းလေးတော့ဆန်းကြတယ်နော်အကိစ္စလေးတော့ရှိတယ်နောက်ထပ်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်အခုဒီ voyage lineup တွေက voyage free ရှိတယ် green မှာရှိတယ်အဲ့ဒါတော့အားလုံးသိပြီးသားဖြစ်တယ်နောက်တစ်ခု launch လုပ်မှာရှိတယ်အဲ့ဒါဘာလဲဆိုတော့ voyage passion ပဲဖြစ်ပါတယ်လုံးဝ full size စီတယ်အကြီးပဲကာကြီးอ่ะ အဲ့ဂါကြီးကိုလည်းအခုလာမဲ့6လပိုင်း12ရက်နေ့မှာ launch လုပ်မယ်လို့သိထားတယ်အဲ့ launch လုပ်မဲ့ဘွဲမှာလုံးဝ limited offer ပေးမယ်လုံးဝ limited stock နဲ့ရောင်းချပေးရမယ်လို့သိရတယ်အဲ့အကြောင်းမို့လို့ဘိုရား page ကိုဆက်လက်ဆောင်ရွက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့သိသွား